ညအချိန်မိုးကြီးရွာနေတဲ့ခြေရွာလေးတရွာမှာတစ်တော့ရဲ့ဖြစ်ပြီးလမ်းလျှောက်ရတဲ့ចောင်းသားလေးဇော်ဝင်းဟာဒီနေ့အိမ်ပြန်ချိန်နောက်ကျနေပြီးသူ့အနေနဲ့ရွာထဲကိုပြန်ဖို့တနားရီလောက်ကြာမယ်လမ်းကိုမောင်မောင်မိုင်းမိုင်းနဲ့ဖြတ်တန်းရတော့မယ်တစ်တော့တဲ့ဝင်တဲ့အခါလေရွေကတခိုင်းမြေချာကနေကြီးတန်နဲ့တိုးဝေးနေတဲ့သူ့နောက်မှာတစုံတစ်ခုက လိုက်နေတယ်လို့ခြေတန်တွေကိုကြားရတဲ့ဇော်ဝင်းကလှဲ့ကြည့်တိုင်းဘာမှမတွေ့ဘူး ဒီလမ်းကိုငါတစ်ခါတည်းဖြတ်ရမယ်လို့သူ့ကိုသူအာတေမီရှောက်လာတယ်တခါတော့ကဒီတစ်တော်ထဲမှာလူတယောက်ပျောက်သွားတယ်ဆိုတဲ့အကြောင်းရွာကလူတွေပြောကြတာသူကြားဘူးလေဒါပေမဲ့သူကယုံနှန်းစကားတွေကိုမယုံဘူးယုတ်တရက်သူ့ရှေ့မှာအဖြူရောင်အဝတ်ဆုပ်ဆုပ်နဲ့အမျိုးသမီးတယောက်ရက်နေတာကိုတွေ့လိုက်ရတယ်သူမရဲ့မျက်လုံးတွေကအနက်ရောင်ပိုင်းကြီးဖြစ်နေပြီး ပစက်ကအနေငယ်ဟာကနေရဲ့ဟင်းမင်းမင်းဘယ်သူလဲစောဝင်းအတန်တုံပြီးမေးလိုက်တယ်အမျိုးသမီးကပြုံးပြီးသူ့စီကို ခြေတလန်းလန်းလိုက်တယ်မတွေ့ရပါစေနဲ့လို့သူမကတရှိရှိအတန်နဲ့ပြောလိုက်တယ်စောဝင်းနောက်ပြန်ဆုတ်ပြီးပြေးဖို့ကြိုးစားတယ်ဒါပေမဲ့ သူ့ခြေထောက်တွေကလေးလံပြီးမလှုပ်ရှားနိုင်ဘူးအမျိုးသမီးကသူ့စီကိုနီနီကက်ကက်လာပြီးသူ့မျက်နှာကိုအေးဆက်တဲ့လက်နဲ့ထိလိုက်တယ်မင်းကိုငါရှာနေတာကြာပြီးဇော်ဝင်းရဲ့မျက်လုံးတွေထဲမှာအမျိုးသမီးရဲ့မျက်နှာပြန်လာတာကို နောက်ဆုံးမြင်ရပြီး နောက်နေ့မနေ့ရွာသားတွေကဇော်ဝင်းကိုတစ်တော်ထဲမှာတနက်နဲ့ပြတ်သက်ခံရတဲ့အနေနဲ့တွေ့ရတယ်။သူ့ရဲ့မျက်နှာကကြောက်စရာကောင်းတဲ့အမူအရာနဲ့ရှိနေပြီးသူ့လက်ထဲမှာအဖြူရောင်အဝတ်စကလေးတစ်ခုကိုစုပ်ကင်ထားတယ်။ရွာကလူတွေက သူ့ရဲ့ဘိုးဘွားတွေပြောတဲ့တန်နာကြီးကို ပြန်တရေရကြတယ်မတွေ့ရပါစေနဲ့။ဆိုတဲ့စကားကိုကြားရင်ဘယ်တော့မှလက်မကြည့်နဲ့တဲ့။ဇော်ဝင်းတိတ်ဆုံးပြီးတရက်အကြာ ရွာသားတွေက သူ့အလောင်းကိုမိတင်ကြုတ်ခဲ့ကြပေမဲ့သူတို့မတိကြတာက သူပြန်လာတော့မယ်ည7နှစ်နာရီမိုးတဲထန်စွာရွာသွန်းနေတဲ့အချိန်ရွာလူကြီးဥပကြီးရဲ့အိမ်ပြင်ဘက်ကတစ်ပင်အောင်မှာတယောက်ယောက်ရက်နေတယ်ဥပကြီးကမိချင်းနဲ့မိထွန်းကြည့်တဲ့အခါဟဲ့ဇော်ဝင်းလားအရေးကဥကောင်းငုံပြီးပြုံးနေတယ်ဒါပေမဲ့ ပါဆက်ကဇော်ဝင်းရဲ့မဟုတ်ဘူးအဲ့ဒါကအမျိုးသမီးရဲ့ပါဆက်ဖြစ်နေတယ်မတွေ့ရပါစေနဲ့ခုအတန်ကိုကြားရပြီးဥပကြီးရဲ့အဟစ်တန်နဲ့အတူမိချစ်လက်ကကြာသွားတယ်နောက်တနေ့မနက်သူ့ကိုခန္ဓာကိုအင်းရှိချံဝင်းထဲမှာဥကောင်းမပါပဲတွေ့ရတယ်ရွာသားတွေထပ်ပြီးတတိထားမိလာတာကညဘက်မိုးရွာတဲ့အခါတတော်တွေက ခြေတံတွေကြားရင်လှဲမကြည့်ရဘူး တကားကိုညာဘက်ခောက်တန်ကြရင် ဝင်ပါလို့မပြောရဘူးအထူးသဖြင့်မတွေ့ရပါစေနဲ့ဆိုတဲ့အတန်ကိုကြားရင်အသက်ရှူတန်ကိုတော့အောင့်ထားရမယ်ဇော်ဝင်းတေပြီး၃ရက်မြောက်ညမှာသူ့တငယ်ချင်းမောင်လင်းက ဖုန်းမှာလာမဲ့ message ကိုဖတ်မိတယ်ညီကိုငါကိုကဲတင်မှာသူမကငါနောက်ကိုလိုက်နေတယ်မောင်လင်းကနောက်လက်ကြည့်လိုက်တဲ့အခါ ဇောဝင်းကမျက်လုံးတွေကိုစိုက်ကြည့်ရင်သူ့နောက်မှာရက်နေတဲ့သူ့လက်ဘင်းမှာအမျိုးသမီးရဲ့လက်တွေရစ်ပတ်ထားတယ်။မင်းလည်းမတွေ့ရပါစေနဲ့ဟုဆိုပြီးမောင်လင်းကို အပါခေါ်သွားကြတော့တယ်။